ဒီကမုန်းပင်ကဝဝေဆဆာနဲ့စိမ့်လန်းဆူပြေစွာ ရှင်သန်ကြီးထွားလာပြီဆိုရင်ထူခြားစွာ အကျိုးပေးတယ်လို့ဆိုကြပါတယ်။ဒီကမုန်းပင်ကဘာကမုန်းလဲ။ကိုယ့်ရဲ့အိမ်မှာလွယ်ကူစွာစိုက်ပျိုးနိုင်ပြီးတော့ကြီးမားတဲ့အရွက်ဖဖားကြီးတွေကအိမ်ကိုကုန်ကြက်တင်နဲ့ပြည့်စုံစေပြီးမြင်သူတိုင်းကိုစိတ်အေးချမ်းစေတဲ့ဒီကမုန်းပင်ကဘာအပင်လဲ။စက်ကြီးလက်ကြအောင်ဗျာ။ ကျွန်တော်ကတော့ဘွန်ဆိုင်ပင်နဲ့အိမ်တွင်းအလားဆင်ပင်အကြောင်းများဝေမျှနေတဲ့ Leo Nazri Channel ကအတီးပါဒီကနေ့ပြောပြမဲ့ဂမုံပင်အကြောင်းမပြောခင်ကျွန်တော် channel လေးကို like and subscribe လုပ်ရသေးရင်လုပ်ခဲ့ပြီးပို့တောင်းဆိုချင်ပါတယ်စားလိုက်ကြအောင်ဗျာဘိုးဝီဆဆာနဲ့စိမ့်လန်းစုပြေစွာရှင်တန်ကြီးထွားလာပြီဆိုရင်ထူးခြားစွာ အကျိုးပေးတတ်တဲ့ဒီဂမုံပင်ရဲ့နာမည်ကတော့ Melody ဂမုံပင်ပဲဖြစ်ပါတယ် မေရဂျီကမုံကိုပြည်လုံးချမ်းသာကမုံ ရာဇာကြီးကမုံ မဟာဝိကမုံလို့လည်းခေါ်ကြပါသေးတယ်ကျွန်တော်အနေနဲ့ပြည်လုံးချမ်းသာဆိုတဲ့နာမည်ကအလွန်ကျက်တည်ရှိပြီးတော့ဂုံပြည့်နေတယ်လို့ဆိုချင်ပါတယ်ကြီးမားဆင်းဆိုးနေတဲ့အရွက်တွေကပြည်လုံးချမ်းသာကမုံရဲ့ဂုံကျက်တည်လည်းဖြစ်ပါတယ်ဒီကနေ့မှာတော့မေတော်ကြီးကမုံးပင်အကြောင်းနဲ့စိုက်ပျိုးပုံနေစနစ်ပြုစုထိန်သိမ်းပုံဆောင်းရံဆောင်းရံတွေကိုဝေမျှသွားမှာဖြစ်လို့ ဗီဒီယိုကိုအဆုံးထိလိုက်ပါကြည့်ရှုစေချင်ပါတယ်မြန်မာပြည်မှာတော့မေနော်ဂျီကမုံလို့ခေါ်တဲ့ပြည်လုံးချမ်းသာကမုံကို အင်တာရောများများမှာစိုက်ပျိုးလေးရှိပါတယ်ကြီးမာပြီးစိတ်ညှို့နေတဲ့အရွက်ဖဖားကြီးတွေကအလွန်မှကြက်တည်ရှိပြီးတော့ဆွဲဆောင်မှုရှိလာပါတယ်ကိုယ့်ရဲ့အိမ်ကိုလည်းတင့်တယ်စေပါတယ်ဒါတွေမကပဲမေနော်ဂျီကမုံပင်ဟာဝဝေဆဆနဲ့ရှင်သန်ကြီးထွားလာပြီဆိုရင်တော့ထူးခြားတဲ့ကောင်းကျိုးတွေပေးတယ်လို့ယုံကြည်ကြပါတယ် နေ့နံအနေနဲ့တနင်္လာနေ့မွေးတဲ့တနင်္လာသားသမီးတွေအတွက်အကျိုးသိပ်မပေးပေမဲ့တခြားနေ့နံသားသမီးတွေအတွက်တော့ထူးထူးခြားခြားအကျိုးပေးလေရှိတယ်လို့ဆိုပါတယ်။ပြည်လုံးချမ်းသာကမုန်းလို့ခေါ်တဲ့မေတော်ကြီးကမုန်းကိုစိုက်ပျိုးပြီးတော့ဝိုးဝေးဆဆာရှင်တလာချင်းရှိမရှိကိုကြည့်ပြီးတော့အကျိုးပေးမပေးကိုသိနိုင်ပါတယ်။ပြည်လုံးချမ်းသာကမုန်းတွေဟာဝိစာလန်းဆန်းရှင်တလာပြီဆိုရင်ထူးခြားစွာအကျိုးပေးလေရှိတယ်လို့ဆိုပါတယ်။ထင်ပေါ်ကြောကြားခြင်း လက်လက်ပပေါ်များခြင်းမိမိကြံစည်သမျှအောင်မြင်ထားမြောက်ခြင်းစတဲ့အကျိုးကျေးဇူးတွေကိုရနိုင်တယ်လို့ဆိုပါတယ်မေရိုကြီးကမုန်းကိုတက်တိနားလေတဲ့ဆရာတွေနဲ့စိုက်မယ်ဆိုရင်မိမိအပေါ်မှာမလိုမုန်းထားသူတွေကမကောင်းဓာတွေကို မကြံစည်နိုင်ဘူးလို့ဆိုပါတယ်ကမုန်းတို့ရဲ့ပညတ်တက်နက်ခတ်အရာလူတယောက်အပေါ်မှာအကျိုးပေးပေမဲ့လည်း နောက်တစ်ယောက်အပေါ်မှာအကျိုးပေးချင်မှပေးလိရှိတယ်လို့လည်းဆိုပါတယ်။ကမုန်းဆိုတာကကြမ်းကန်တွေအရာနည်းနည်းရရအပြည့်တွေမဟုတ်တဲ့အတွက်မမြင်နိုင်စွမ်းနဲ့အစမ်းတတိတွေလည်းရှိနေတတ်ပါတယ်။မြင်နိုင်စွမ်းရုပ်စွမ်းအင်ကိုအသုံးချတဲ့သိပ္ပံပညာအရာကတော့တိုင်းတာဆန်းတက်လို့မရနိုင်ဘူးလို့ဆိုပါတယ်။ကမုန်းတွေမှာတိတ်တိရှိပြီးတော့ဆိုင်ရအဆောင်လျှောက်တွေရှိတယ်လို့လည်းဆိုပါတယ်။ မေရဂျီကမုံရဲ့မူလဇာတိကတော့အမေရိကတပ်အလဲပိုင်းအထူးသဖြင့်ကိုစတာရီကာနီကာရာကွာပနားမားနဲ့တောင်အမေရိကကိုလံဘီယာအီကွေဒေါ်စတဲ့အပူပိုင်းမိုးသစ်တော်များမှာမူလကပေါက်ရောက်ခဲ့ပါတယ်။မြေပြန့်ဒေသမှာစိန်ဆမ်းမြေနေပိုင်းမိုးသစ်တော်အမြင့်ပေ300နဲ့900တိရှိတဲ့ဒေသမှာအများဆုံးတွေ့ရပြီးတော့ ဆိုစွတ်တဲ့မြေစုလားနေအောင်ချီတိုးမပေါက်နိုင်တဲ့နေရာနေရာတွေကိုဟိုနစ်တက်ပြီးတော့အဲ့လိုနေရာတွေမှာပေါက်ရတတ်ပါတယ်ဆွဲဆောင်မှုရှိပြီးအရွက်ဖဖားကြီးတွေကြောင့်အိမ်တွင်းမှာစိုက်ပျိုးကြရင် အာရှနဲ့အာဖရိကဘက်ကိုပြန့်နှံ့လာခဲ့ပါတယ်မြန်မာနိုင်ငံအပါဝင်အာရှတန်အာရှနိုင်ငံအတော်များများမှာတော့အိမ်တွင်းလအဆင်ပြေဖြစ်စိုက်ပျိုးရောင်းဝယ်ဖောက်ကားကြပါတယ် မယ်လော်ဂျီကမုန်းရဲ့အရွက်ရဲ့ပုံစံအရွက်အစားတွေကတော့အရွက်ပုံစံကတော့ရှင်မျိုးမျိုးနဲ့ငပြောရွက်နဲ့စင်တူပေမဲ့လည်းမကြောပါရဲအရွက်ရဲ့အယောင်ကတော့နုပင်ခါမှာအစိမ့်နုယောင်ဖြစ်ပြီးတော့အရွက်ရှင်းလာတဲ့ခါမှာအစိမ့်ရဲ့ယောင်အစိမ့်ဖက်ကမှာအတက်ဖက်ကိုသွားပါလေအရွက်ရဲ့အလေကျော် mid rib ကထင်ရှားစွာရှိပါတယ်အရွက်ရဲ့မျက်နှာပြင်ကချောမှုပြီးတော့ ါလွာပေမဲ့မာကြောပါတယ်အရွက်ကြောဗိုင်းစတွေကိုထင်ထင်ရှားရှားတွေ့မြင်နိုင်ပါတယ်အရွက်ရဲ့အရွက်အစားတွေကတော့အလွန်ကြီးမားပြီးဆွဲဆောင်မှုရှိတဲ့အရွက်တွေပါရှိပါတယ်တဘာဝတော်ထဲမှာအရွက်များဟာအလျား85စင်တီမီတာ30လက်မကနေလက်မ40အထိရှည်လျားနိုင်ပါတယ်အင်ဒွေးဆက်ပြိုးတဲ့အပင်များတွေအဲ7လက်မနေ24လက်မခန့်အထိရှိရတတ်ပါတယ် အပင်အမြင့်အနေနဲ့ကတော့တဘာဝပတ်ဝန်းကျင်အတိုင်းပေါက်နေတဲ့ဆိုရင်အလွန်ကြီးထွားနိုင်ပြီးတော့အမြင့်1မီတာနဲ့6မီတာအထိရှည်နိုင်ပါတယ်။အိုးထဲမှာအာစိုက်ပြီးတော့အိမ်အိမ်တွင်းမှာပဲဆိုလို့ရှိရင်အမြင့်3ပေနဲ့6ပေအထွေမှာထိန်းထားလိမ့်ရှိပါတယ်။အကြီးဆုံးအရွယ်အစားအနေနဲ့တော့အကောင်းဆုံးသဘာဝပိုက်ပွင့်ချက်မှာအမြင့်၄မီတာကနေအရွယ်အရှိ တမီတာလက်မှတ်40ခန့်အထိရှိနိုင်ပါတယ်မေရိုဂျီကမုံရဲ့တက်တန်းကတော့တက်တန်းရှည်ကြစွာရှင်တန်နိုင်တဲ့အမြင့်ဆုံးအပင်လို့ဖြစ်ပါတယ်အထက်အလျောက် view site နိုင်တယ်ဆိုရင်ပဲအိမ်တွင်းမှာနှစ်ပေါင်းများစွာအသက်ရှင်နိုင်ပါတယ်အပင်ကတည်သွားတာမျိုးမဟုတ်ပဲအမြင့်တွေကနေဆက်ပြီးအပင်တစ်တွေထွက်လာတတ်ပါတယ်ဒါပေမဲ့အေးအေးတန်ကိုတော့လုံးဝမခံနိုင်ပါဘူးအပူချိန်30 degree centigrade အောက်ကိုရောက်သွားရင်အပင်ကသေဆုံးနိုင်ပါတယ် အချိန်ကြာလာတဲ့မြအပင်ပင်စီရဲ့အောက်ပိုင်းအရွက်တွေကကျွေကျွသွားပြီးတော့ပုံမှုရှိလာတဲ့ပင်စီနဲ့အပင်ပုံစံကိုအပင်ပုံစံပြောင်းလာနိုင်ပါတယ်မယ်လော်ဂျီကမုန်းကိုဘလို့ဂယူဆိုင်ရမလဲဆိုရင်တော့အခုကျွန်တော်ပြောပြမယ့်အချက်တွေကိုတိထားမယ်ဆိုရင် ကိုစိုက်ထားတဲ့မယ်လော်ဂျီကမုန်းဟာဆိုပြလပ်ပတ်နေမှာမှန်ပါပဲမယ်လော်ဂျီကမုန်းဟာ ပြင်းထန်တဲ့နေအောင်ချီတိုက်ရိုက်ကိုတိုက်ရိုက်ကြရောက်တာကိုမကြိုက်ပါဘူးအရွက်လောင်တက်ပါတယ် အလင်းရောက်ဓာတ်ရိုက်မရတဲ့နေရာမှာအကောင်းဆုံးပါပဲတကယ်လို့အလင်းနေရောက်ချီဓာတ်ရိုက်ကြကြရောက်တဲ့နေရာမှာထားရှိမယ်ဆိုရင်လည်းအဲနေရောက်ကားလေးတွေဒီတက်ထားပေးရင်အဆင်ပြေပါလေအလင်းအရန်နေသွားရင်လည်းပင်ကကြီးထွားနေကြည်ထွန်းလုံးနေပြီးတော့အရွက်အယောင်ကလည်းမိန်လာတတ်ပါတယ်။ဒီလောင်းဖို့ကတော့ဒီကမုန်းကိုစိုက်ထားတဲ့အိုးရဲ့အပေါ်ရဲ့မြေစွာ၆တွင်မှရှိအပြည့်လောင်းပေးရပါမယ်။ဒီအလွန်ကျွန်းလောင်းမိရင်တော့ အမြင့်ပုတ်ယောဂဖြစ်စေနိုင်ပါတယ်။ဆောင်းရည်မှာတော့ရေကိုလျှော့လောင်းရပါမယ်။မေရဂျီကမုံကိုစိုက်ဖို့မြည်စုလွာကတော့ရေစစ်စစ်မှုကောင်းတဲ့လေဝင်လွထက်ကောင်းတဲ့မြည်စုလွာကိုလိုအပ်ပါတယ်။အိမ်တွင်းစိုက်အပင်များတို့တည်တံ့ထုတ်ထားတဲ့ပေါ်တင်မစ်ကို သုံးရင်လည်းရပါလေ။ရွှွန်စည်းဆန်တဲ့မြည်စုလွာတော့ရေရေစိမ့်ရေစစ်စစ်မှုမကောင်းတဲ့အတွက်ကြောင့်မသင့်တော်ပါဘူး။ နောက်ပြီးတော့မေရော်ဂျီကုန်းတဲ့ပြည်လုံးထန်းတာကမောဟာဆိုရင်ပဝန်ကျင်ဆိုထန်းစမျက်နာကိုနစ်တက်ပါတယ်။ပူပင်6တွေ့တဲ့ပဝန်ကျင်မှာအရွက်ထိပ်ဖျားများညိုး6တက်ပါတယ်။အရွက်ကပေါ်ကိုရေဖြန်းပေးခြင်းရေခွက်ထားပေးခြင်းရေများတဲ့ဘေးစင်နားမှာထားပေးခြင်းဖြင့်အဲဆိုထန်းစကိုမြင့်တင်နိုင်ပါတယ်။ပူနွေးတဲ့အချိန်ကိုပူနွေးတဲ့ပူချိန်ကိုနစ်တက်ပါတယ်။အဲ18 degree centigrade ကနေ24 degree centigrade ထိရပါတယ်။ 15 degree centigrade အောက်ရောက်ရင်အေးလွတ်ပြီးတော့အပင်ကိုထိခိုက်နိုင်ပါတယ်။နောက်ပြီးတော့အိမ်ထဲမှာထားမယ်ဆိုလို့ရှိရင်လေအေးပိစက်တွေပန်းကားတွေတိုက်ရိုက်ထိတွေ့တဲ့နေရာမှာထားဖို့ဟိုရှောင်ရှားရပါမယ်။နောက်ပြီးတော့ ပုတ်တင်းပေါ့နော်မြေအိုးလဲချင်းကိုတော့နွေရတီနဲ့မိုးရတီမှာ၆လတစ်ခါလောက်လဲပေးရင်ရပါတယ်ရေမှာပျော်ဝင်လေတဲ့ဒီမြေဩဇာလေးတွေကိုချော့ပြီးတော့ထည့်ပေးဖို့တင်ပါတယ်ဆောင်းရတီမှာတော့ဩဇာမကျွေးလဲရပါတယ်မြေတွေကျက်လာပြီဆိုလို့ရှိရင်တော့အိုးလဲပေးရပါမယ်နွေဥပိုင်းမှာလဲတာအကောင်းဆုံးပါပဲမြေအစ်စ်တွေကိုထည့်ပေးရပါမယ်